ားလုံးပဲမင်္ဂလာပါတင်တဲ့အတော့နိုဝင်ဘာလ9ရက်နိုဝင်ဘာလ9ရက်နေ့မှာတော့တကယ့်တည်င်းထူတဲ့ကောင်းတဲ့အဲ့ဒီဟာကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘိုချုပ်ထွန်းမြင့်နိုင်ရခိုင်ပြည်နယ်ရဲ့ AACUC ချုပ်ဘိုချုပ်ထွန်းမြင့်နိုင်ကပြောလိုက်တဲ့59နှစ်အသက်ပေါ့59နှစ်ပြည့်တဲ့နေ့မှာဆိုလို့ရှိရင်သူကမိခွန်ပြောလိုက်တယ်ပြည်သူလူထုလူရဲ့တကယ့်ကြားချင်တဲ့စကားတလုံးကိုသူပြောလိုက်တယ်။ဘာပြောသွားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆက်ပြီးတော့ဒီတည်င်းမှာနားထောင်ကြရမယ်။ ပြီးလို့ရှိရင်တော့ကျွန်တော်တို့ KK ဖာเนาะ KK ဖာလည်းတကယ်ကိုသူတို့ကချိန်မုန်းနေတယ်ချိန်မုန်းနေတယ်အကြီးအကျယ်အဲ့ဒီမှာကျွန်တော်တို့ထူးခြားချက်တွေအများကြီးရှိတယ်အရင်တစ်ခေါက်ထိုင်းနဲ့တရုတ်နဲ့လောက်တာထက်အများကြီးအများကြီးထူးခြားမှုရှိတယ်ဆိုတော့အဲ့ဒီဟာကဒီနေ့သတင်းတွေမှာဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီသတင်းတစ်ခုကတော့သတင်းမီဒီယာလောကမှာတကယ် highlight လုပ်တဲ့သတင်းဖြစ်တယ်เนาะတကယ်သတင်းထူးအနေနဲ့တွေ့ရမှာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ ျွန်တော်တို့ဒီစကိုင်းတိုင်းဝတ်လက်မှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတဲ့စကားစားဖက်ကအဲ့ဒီမှာ မီးရှို့တဲ့ပြည်သူလူထုတို့ကိုဖမ်းတဲ့မတင်းချင်းတဲ့စသည်ဖြင့်အဲ့လိုမျိုးလုတ်ဖို့ဝင်လာတယ်เนาะမီးရှို့တဲ့ပြည်သူလူထုတွေကိုနှိမ့်ဆက်တယ်ညှဉ်းပန်းတယ်ဖမ်းဆီးတယ်ပြည်သူစစ်ခေါ်တယ်မတင်းချင်းတဲ့စသည်ဖြင့်ဒီလိုမျိုးလုတ်နေတဲ့เนาะအင်အား180ရှိတဲ့ဒီစစ်ကြောင်းဝင်ပြီးတော့ဒီဖက်ကနေပြီးတော့ဝိုင်းပြီးတော့သမလိုက်တယ်เนาะသမလိုက်တဲ့အခါကျတော့အဲ့ဒီမှာ18ယောက်တည်သွားတယ်အဲ့ဒီ18ယောက်က လောကအလောင်းတွေကိုတော့မကောက်လို့မနိုင်ဘူးเนาะကောက်နိုင်ဘူးသူတို့က180အားရှိတယ်ဒါပေမဲ့ဒီတည်သွားတဲ့လူတွေကိုပြန်ပြီးတော့သူတို့မကောက်နိုင်ဘူးအလောင်းတွေမကောက်နိုင်ဘူးဆိုတော့ဒီပေကတော့တော်တော်ကိုကပြကြရနဲ့ခက်ပြရတယ်เนาะသူတို့ကလမ်းဆန်းမရဘူးอ่ะဒီပေကတော့သူတို့ကိုပိတ်ပြီးတော့သမားလိုက်တယ်အဲ့ဒီမှာသူတို့ဗီဒီယိုဖိုင်မှာတွေ့ရတာကတော့ဒီတကိတ်เนาะဆက်လက်လို့လို့ပြောမလားเนาะတကိတ်အတွေးလိုက်ဖြုတ်တဲ့ဟာပရေ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 ာအဲ့လိုမျိုးဖြစ်တဲ့ဟာတွေနဲ့ဆော်ထည့်လိုက်တာပြီးလို့ရှိရင်ဒုံးတွေ နော်သူတို့ဘယ်မှာရှိလဲဆိုတာအကုန်လုံးဒုံးလင်းနေပြီးတော့ထောက်လိုက်ပြီးတော့အဲ့လိုမျိုးပြစ်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါလည်းတော်တော်ကိုကောင်းတဲ့တည်တဲ့တစ်ခုဖြစ်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ AA เนาะ AA အကြောင်းကိုကျွန်တော်တို့ကြည့်အောင်เนาะ AA ရဲ့ဒီတကယ် COC ချုပ်ဘုံချုပ်ထွက်မြေနိုင်ငံအတက်က59နှစ်မြောက်ရှိပြီဆိုတော့အဲ့ဒီမှာကပြားတွေဆောင်းပါတို့ဝတ္ထုတို့တွေစသဖြင့်သူတို့ကအရင်ဒီ59နှစ်မြောက်မွေးနေ့မှာမရောက်ခင်မှာသူတို့အကုန်လုံးဒီပြန်ပွဲတွေလုပ်ကြတယ်ဆိုတော့အဲ့ဒီပြန်ပွဲတွေမှာရရှိထားတဲ့စုတွေကိုလည်းဒီနေ့မှာပဲကျွန်တော်တို့ အာစုချင်းမြင်တာပေါ့နော်59နှစ်မြောက်အခမ်းအနားမှာပဲသူတို့စုချင်းမြင်တယ်ဆိုတော့အဲ့ဒီမှာပြန်ဖို့ဝင်တဲ့လူတွေအတိတ်ကလည်းစုတွေကိုရခုကြတယ်ဆိုတော့ဒီနေရာမှာနော်ကျွန်တော်တို့ထူခြားမျိုးတွေကဘာတွေလဲဆိုတော့သူ့ရဲ့စကားပဲဖြစ်တယ်နော်အဲ့ဒီမွေးနေ့မှာပြောတဲ့စကားလုံးတွေကအနှစ်သာရရှိရှိနဲ့နော်အတိတ်ပဲရှိတဲ့စကားတွေဖြစ်တယ်ဆိုတော့ဒီကောင်းဆောင်တွေရဲ့စကားတစ်လုံးတစ်လုံးဟာဆိုလို့ချင်းတော်တော်ကိုတန်ဖိုးရှိတယ်ဒီမီဒီယာတွေကလည်းတော်တော်ကို attention ဖြည့်ပြီးတော့ နော်အဲ့ဒီသူတို့ပြောတဲ့စကားလုံးတွေအားဆိုလို့ရှိရင်တကယ်မှန်သားစရာတွေဖြစ်တယ်ဒါပေမဲ့ထူခြားတာကတော့ဒီမအလာပြောတဲ့စကားတွေကတော့နော်ဘာမှဖြစ်တယ်လို့ထုတ်တဲ့အတွက်မှတ်မိစရာတကယ်နော်ယုံကြည်စရာမရှိဘူးနော်အမှန်ဆိုရင်တော့ဒီကောင်းဆောင်တွေရဲ့ပြောတဲ့စကားလုံးတစ်လုံးတစ်လုံးဟာဆိုလို့ရှိရင်တတ်တော်ကိုတန်ဖို့ရှိရဲဆိုတော့အခုအေအေရဲ့နော်ဘုံချုပ်ထွန်းမြောက်နိုင်ပြောတဲ့စကားလုံးဟာဆိုလို့ရှိရင်တတ်တော်ကိုတန်ဖို့ရှိတယ်အဲ့ဒါကဒီသူလူထုတွေရဲ့စန္ဒပြည့်အောင်ကြိုးစားမယ်နော်ယုံကမ်းမယ်ပြီးလို့ရှိရင်တိုက်ပွဲကိုပြီးအောင်ထိပ် တိုက်သွားမယ်ဆိုပြီးတော့တန်တိတ်ထန်ချလိုက်တယ်သူရဲ့မွေးနေ့59နည်းနည်းမြောက်မွေးနေ့မှာနေပြီးတော့သူတန်တိတ်ထန်ချလိုက်တဲ့ဟာကလည်းတကယ်ကျွန်တော်တို့ဒီသတင်းမီဒီယာမှာပြည်သူလူထုတွေအတွက်เนาะတင်းကောင်းတစ်ခုနေနဲ့ကျွန်တော်တို့ကြားရတယ်ဆိုတော့နောက်တစ်ခုကမွတ်စလင်เนาะအဒီမှာသူတို့ဒီတိုက်ပွဲအတွင်းမှာဖိုင်းစီယာမီထားတဲ့အကျဉ်းသားနော်အဒီမှာအကျဉ်းသား82ယောက်ကိုလေဒီလူငင်းချန်တာခွင့်ကိုပေးလိုက်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီဖက်ကဘောမားတို့ဖက်ကလည်းတော်တော်ကို နော်တကယ်မီဒီယာတွေမှာဖြန့်ခတ်တာရှိတယ်အဲ့ဒါကဒီရုရှားတို့ဒီတရုတ်တို့ဖက်ကတက်အစင်းမြင့်ဒုံးတွေ440နော်အဲ့ဒီ440နဲ့တင်းငယ်မင်းစစ်စင်ရေးဆိုတဲ့အဲ့ဒီစစ်စင်ရေးကိုဆင်ပြီးတော့ရခိုင်ပြည်နယ်ကိုအကုန်လုံးအေးအေးတင်းပိုက်ထားတဲ့နေမြေအလုံးကိုပြန်ပြီးတော့တင်းပိုက်တော့မယ်ဆိုပြီးတော့သူတို့ထုတ်ပြန်ထားတာတွေ့ရတယ်အဲ့ဒါကတင်းနှိုင်းမင်းစစ်စင်ရေးကိုသူတို့လုတ်တော့မယ်ဆိုတော့ AA ရဲ့ထိန်းချုပ်ထားတဲ့နေမြေတွေအားလုံးကိုပြန်ပြီးတော့တင်းတော့မယ်ဒုံးအစင်းပေါင်း440 နော်ပါဝင်ပတ်သက်မှုရှိတယ်အဲ့ဒါကရုရှားရဲ့တရုတ်ရဲ့အဲ့ဒီကထုတ်တဲ့ဒုံးတွေအစင်းမြင့်ဒုံးတွေနဲ့တုံးပြီးတော့သူတို့နော်တင်ပိုက်ထားတဲ့နေမြင့်တွေကိုအကုန်လုံးပြန်ပြီးတော့တင်ပိုက်မယ်ဆိုပြီးတော့ water ဖြန့်တဲ့တည်င်းကလည်းတစ်ဆက်ထင်မှာပဲ king guide သူတို့လွှင့်တာကိုကျွန်တော်တို့တွေ့ရနိုင်မယ်အဲ့ဒီပြန်တော့ water ဖြန့်တယ်နော်အဲ့ဒီမှာ chain ၆တဲ့ AA ကို chain ၆တာပေါ့နော်ဆိုတော့အဲ့ဒီတည်င်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့59နှစ်မြောက်မွေးနေ့မှာနော်တကယ့်အရေးကြီးတဲ့တည်င်းကပြည်သူလူထုတွေရဲ့ဆန္ဒကိုအကုန်လုံးပြေဝအောင်နော် ကြိုးစားသွားမယ်တိုက်ခိုက်သွားမယ်ဆိုပြီးတော့အဲ့ဒီကန်လက်ထံကတော့ကျွန်တော်တို့အတွက်တကယ်တင်ထူအနေနဲ့တွေ့ရမှာဖြစ်တယ်နောက်ခုကနေပြည်တော်စစ်တမ်းဌာနချုပ်တိုင်ရင်900နဲ့2တိုင်ရင်800နဲ့4တရက်ခရိုင်ကအမှတ်1เนาะအမှတ်1တိုင်ရင်အဲ့ဒီ3ရက်ပေါင်းပြီးတော့ Yoma Fighter ဆိုတော့သူတို့အကုန်လုံးပြောင်းလဲဖွဲ့စည်းလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နေပြည်တော်နေပြည်တော်မှာရှိတဲ့တိုင်ရင်နေရင်ဆိုတော့9တညာ2နဲ့เนาะ8တညာ4အဲ့ဒါအပြင်တရက်ခရိုင်မှာရှိတဲ့အမှတ်1 နော်ဒီတိုင်ရင်သုံးရင်းဟာဆိုလို့ချင်းပေါင်းပြီးတော့ Yoma Fighter ဆိုပြီးတော့သူတို့ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ဟာတွေ့ရတယ်တစ်ပြေတော့နှစ်ပြေတော့ကိုပြင်မထားပြီးတော့သူတို့နော်ဒီမာလာကိုတော်လန်ဖို့အတွက်ဖွဲ့စည်းတာပဲအဲ့ဒီတိုင်ရင်တွေကဆိုတော့ဒီနေ့ထက်ထိနော်အဲ့ဒီတိုင်ရင်တွေကဘာတခုမှအလုံးမလုံးသေးဘူးအဲ့ဒီမှာဖွဲ့စည်းလိုက်တယ်ဆိုတဲ့အဲ့ဒါပြလို့ရှိရင်ပျောက်သွားတယ်အဲ့ဒီမှာ uniform တွေကအလူခံတယ်အဲ့ဒီမှာအုပ်ထုပ်တွေအလူခံတယ်တနက်တွေအလူခံတယ်တခါမှတိုက်တာလည်းမရှိဘူးသူတို့ကနော်သူတို့ရန်ကုန်မှာလက်ဒီလိုပဲအဲ့ဒီရန်ကုန်မှာလက်တိုင်ရင်တွေအများကြီးရှိတယ်လို့ပြောတယ် နော်သူတို့ရတကယ်ဥဆောင်တဲ့လူတွေဟောမဲ့ဆောက်มาတယ်နော်အဲ့ဒီတည်င်းတွေရကျွန်တော်တို့ဒီလူမှုကိုရပေါ်မှာပြန့်နေတာပဲအဲ့ဒီကောင်းဆောင်တွေကဟာငါတို့ကရန်ကုန်နားမှာရှိတယ်တကယ်ရန်ကုန်တိုင်းရင်ဖြစ်တယ်ဒါပေမဲ့တကယ်ဥဆောင်တဲ့လူတွေကဟောမှာမဲ့ဆောက်มาဈေးဝေတယ်အဲ့ဒီအနီးနားမှာရှိတဲ့လူတွေကနော်တည်င်းရတယ်နော်တည်င်းပို့ရတယ်ဒီနေ့ခေတ်မှာတော့နော်ဘယ်ဟာဘေးလုံးလုံးနော်ကြာရှည်မခံဘူးအကုန်လုံးဒီသူလူထုတွေကနော်ဖုန်းတစ်လုံးရှိပြီဆိုလို့ရှိရင်အကုန်လုံးနော်တည်င်းဖြန့်လို့ရတယ်ဒီနေ့ခေတ်မှာ နော်တည်င်းအရင်တော့က PPC တို့ BOA တို့ကျွန်တော်တို့ RFA တို့စသဖြင့်ဒီတည်င်းကိုပဲဦးစားပေးပြီးတော့ကျွန်တော်တို့နားထောင်ရတယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်နော်အကုန်လုံးဖုန်းတလုံးရှိတဲ့လူတို့မြတ်ကျွန်တော်တို့လည်းပါဝင်တာပဲနော်အဲ့ဒီတည်င်းတွေကိုအကုန်လုံးလွှင့်နိုင်တယ်ကျွန်တော်တို့ကနော်အချိန်နဲ့တပြေးနေကျွန်တော်တို့လွှင့်နိုင်တယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တကက်တည်င်းကြီးတွေတောင်မှနော်နောက်ချနေတယ်ဥဒင်းကလည်းတက်မဥဒင်းကလည်းတက်တက်ပြီးတော့အဲ့ဒီမှာတည်င်းမီဒီယာလုတ်ပြီးတော့ပြောကြတာအရင်ခေတ်ကလို့ BBC တည်င်းကိုကျွန်တော်တို့စောင့်ကြရမလို့ဘူး နော် RFS တည်င်းဝင်ပြီးတော့စောင့်စရာမလိုဘူးတည်င်းဌာနတွေဘောင်းဆိုလဲကျွန်တော်တို့နော်ရှိတဲ့ခါကျတော့ဘလောက်ပဲလိမ့်လိမ့်ဒီခေတ်မှာလုံးဝမရဘူးနော်အလိမ်ပေါ်တာပဲ အခုလေးလုတ်ပြန်ပြီဟာတိုင်ရင်ဘလောက်ဘလောက်ပေါင်းတယ်ဘာတစ်ခါမှတိုက်မှာမဟုတ်ဘူးဒါသူတို့တိုက်နေမှာမရှိဘူးဆိုတော့တစ်ပညာနဲ့ခွန်ပြီးသွားတယ်မျိုးပေါင်း100ကျော်တိမ်လို့ရတယ်သူတို့ဘာတစ်ခါမှမတိမ်ဘူးအလိုမျိုးအလိုမျိုးခံတယ်စားတောက်ကြတယ်တနက်တွေဘန်းပြတယ်အဲ့ဒီလူတွေမှာကြတော့ဘာရှိလဲဆိုတော့ဥထုံတို့နာတို့အကုန်လုံးအကောင်းစားတွေရှိတယ်တကယ်တကယ်တိုက်တဲ့လူတွေမှာဆိုလို့ရှိရင် uniform တော့မရှိဘူးဖနက်တော့မရှိဘူးဖနက်တို့တော့မှညက်ဖနက်တွေနဲ့သူတို့တိုက်တဲ့လူတွေကအကုန်လုံးကဒီစစ် uniform တော့မပါဘူးเนาะအရက်ဝတ်တယ်ပဲတကယ် လူတွေစစ်သားတွေဝတ်တဲ့ဝတ်မောက်ပနဲ့တကယ်ကျွန်တော်တို့ဝတ်တဲ့ဝတ်စားတွေနဲ့ပဲသူတို့တိုက်နေကြတာတကယ်တိုက်တဲ့လူတွေကအဲ့လိုမျိုးတကယ်တကယ်မတိုက်တဲ့လူတွေကတော့အဲ့ဒီမှာအုတ်ထိုးလေးရှိတယ်ကြီကားလေးရှိတယ်ဟာတကားကားနဲ့အဲ့ဒီမှာဖုန်းထဲမှနေပြီးတော့အလုပ်ခံကြတယ်အဲ့ဒါကတကယ် for show ပဲအဲ့လိုမျိုးလှုပ်လာပြီဆိုလို့ရှိရင်အဲ့ဒါ for show တကယ်လှုပ်တဲ့လူတွေမဟုတ်ဘူးဆိုတော့အခုနေပြီးတော့မှလည်းတိုက်ရင်တွေကတော့ရှိနေတာပဲသူတို့ပြောတာနော်ဒါပေမဲ့ဖွေးစီလိုက်တယ်ဒေနန်ဆင်းတယ်အလူငွေတောင်းတယ်အာဘလော့ဘလော့ campaign လုပ်တယ် စသဖြင့်အဲ့ဒီ campaign တော့လည်းတစ်ခါမှကုန်လို့ပေါ်တာမဟုတ်ဆိုတော့အဲ့ဒီတင်ကတော့ကျွန်တော်တို့တော့ကျွန်တော်ကတော့မပြောချင်ပါဘူးဒါပေမဲ့တင်မီဒီယာမှာတော့ဖော်ပြတဲ့ခါကျတော့ဒါလည်းတင်တဲ့ပုံပဲလေနော်ဆိုတော့ကျွန်တော်တို့တည်တည်တိထိုက်တဲ့အရာတွေဖြစ်တယ်ဆိုတဲ့ခါကျတော့သူတို့လောက်တော့မလောက်တာကိုလည်းကျွန်တော်တို့ကပြောရမှာပဲဆိုတဲ့ခါကျတော့ အခုနေပြီတော့မှတိုင်ရင်သုံးရင်ကတော့ပေါင်းလိုက်ပြီလို့ပြောတာပဲငါတို့တို့ရဲ့အလောက်ကဘယ်နှခါလုပ်လို့တော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့ဆက်ပြီးကြည့်ကြတာပေါ့နော်နောက်တစ်ခုကရန်ကုန်မော်လမြိုင်အစုံယထားပေါ့နော်အစုံယထားဒီမှာကြောက်တင်တဲ့ယထားဖြစ်တဲ့အဲ့ဒီမှာမော်ပြင်းနဲ့ဘီလင်းမျိုးတွေမှာရှိတဲ့ဒီတင်စိတ်ဘူတာကနေပြီးတော့ဒုံဝင်ဘူတာရှားမှာဆိုလို့ရှိရင်အဲ့ဒီမှာမိုက်ဆွခံရတယ်နောက်မိုက်ဆွခံရတဲ့ခါကျတော့တွေးလေးတွေးအဲ့ဒီတွေးလေးတွေးဟာဆိုလို့ရှိရင်လမ်းချော်သွားတယ်နော်အဲ့ဒီပြတော့အဲ့ဒီမှာတိမ်ပေါက်သွားတယ်တွေးလေးတွေးဆိုတော့အဲ့ဒီတည်င်းကလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အတာကတော့ ီမာအလာရဲ့စီမံကိန်းတွေမှာအသုံးပြုမဲ့ဘီလံမြေတို့ကြောက်တို့စသည်ဖြစ်ပေါ်နေတဲ့ယထားဖြစ်တယ်ဆိုတော့အတကုန်နေပြီးတော့မိုင်းဆွေတိုက်ခတ်လိုက်တဲ့ဟာအဲ့ဒီတင်းကလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက KK ဖတ်တဲ့တင်း KK ဖတ်တဲ့တင်းကလည်းတော်တော်ကိုခို့တို့လေဒီကြောဖြစ်တာတော့ကျွန်တော်လည်းမတွေ့ရဘူးဒါပေမဲ့ KK ဖတ်ဒီခောက်ကတော့ကဲအဆောက်အဦတွေတော်တော်ကိုဖြည့်ဆည်းသွားတာကိုကျွန်တော်တို့တွေ့ရနေမြင်ဆိုတော့ KK ဖတ်မှာအဆောက်အဦပေါင်းတစ်ခက်အခိုင်မှာ148လုံးရှိတယ်နော်148လုံးမှာအခုဒီ တကြောမှာဆိုလို့ရှိရင်မိုက်ခွေဖြစ်စီတာနေရောညရောအကုန်လုံးမိုက်ခွေဖြစ်စီတာဒီမှာတော့တရားနဲ့တလုံးအထိသူတို့ဖြစ်စီလိုက်ပြီเนาะဂျန်နာကတော့ကျွန်တော်တို့59လုံးဂျန်နေတယ်ဆိုတော့59လုံးကိုလည်းသူတို့ဖြစ်စီလိုက်မယ်လို့ပြောတယ်ဆိုတော့အနာခေခေပါဒါပေမဲ့တကယ့်ဌာနချုပ်ကြတော့ကျွန်တော်တို့လုံးဝမထီးသေးဘူးအဲ့ဒါကဌာနချုပ်ကရွှေကုတ်ကိုငါအဲ့ဒါကတကယ့်မောင်ချစ်သူရဲ့အသေးနှလုံးအသေးနှလုံးဖြစ်တယ်ဆိုတော့အဲ့ဒီအသေးနှလုံးကိုဖြစ်စီမှာဖြစ်စီတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်เนาะယူဆလို့ရတယ်ဆိုတော့အခုကတော့ဒါတော့ for sure အနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဒါပြီးမှဆက်လက်ပြီးတော့အခုနောက်ကရွှေကုတ်ကိုသူတို့ဆက်လို့မလား ဆိုတဲ့ဟာအဲ့ဒါတော့တကယ်အမှန်ကန်လို့မှာပဲเนาะဆိုတော့အဲ့ဒါမှကျွန်တော်တို့ချိရမယ် Core of Fortune ဒါတို့နိုင်ငံတကာမှာဟန်ပြလောက်တာပေါ့เนาะဆိုတော့အခုထိုင်းနိုင်ငံမှာလည်းဒီဝန်ကြီးချုပ်တွေဌာနဆိုင်ရာ6ခုသူတို့ပေါင်းလိုက်တယ်เนาะစူးစီးလိုက်တယ်ပြလို့ချင်တာဆော်ရဌာနရဲ့ပြလို့ချင်တော့ agency စင်ကာပူနဲ့ပေါင်းပြီးတော့ဒီကြားဖြတ်လုပ်ငန်းတွေကိုအမြင့်ပြတ်ချိန်မုံမယ်ဆိုပြီးမှထိုင်းနိုင်ငံကလည်းဒီနေ့ထုတ်ပြန်တယ်ပြလို့ချင်တော့မအလာကလည်းသူတို့ထုတ်ပြန်တာကပါလေဆိုလို့ရှိရင်เนาะအဲ့ဒီမှာသူတို့နိုင်ငံခြားသားအရောက်ပေါင်းမှာဆိုလို့ရှိရင်1960နဲ့2ယောက်အထိတော့မှသူတို့အဲ့လိုမျိုး ဖမ်းဆီးထားတယ်အဲ့ဒီမှာသူတို့လွှဲပြောင်းပြီးသားက9400နဲ့3ယောက်ကိုလွှဲပြောင်းပြီးပြီအခုလွှဲပြောင်းဖို့နော်အဆင်သင့်ဖြစ်တဲ့ဟာကနော်1359ယောက်အဆင်သင့်ဖြစ်နေပြီဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တယ်ဆိုတော့ဒီနေရာမှာ KK ဖားရဲ့တင်းကလည်းအရင်ကတရုတ်နဲ့ထိုင်းနဲ့ပေါင်းပြီးတော့လုပ်တဲ့ဒီ BGF ကောင်းဆောင်တွေကိုဖမ်းမယ်ဖမ်းမယ်အဲ့လိုမျိုးတိတ်ဟိုလင်းတကြောနော်ဒီဒီမီဒီယာကတွေတကယ်အာရုံစိုက်တဲ့အချိန်မှာတော့ဒီလောက်နော်ဖြည့်ဆည်းဆုံးရှုံးမှုကျွန်တော်တို့မတွေ့ရဘူးဆိုတော့ဒီခောက်ကတော့ငင်ငင်လေးလိုပဲ ဒါပေမဲ့เนาะဒီခောက်မှာဆိုလို့ရှင် မာလာကပထမဆုံးတရုတ်ဆောင်လို့ပြတယ်အဲ့ဒီမှာတကယ်စကားဆက်ဆံသူတို့ဓာတ်ပုံရိုက်ပြတယ်ဗီဒီယိုရိုက်ပြတယ်ပြလို့ရှိရင်တော့အခုအဆောက်အဦတွေကိုနေပြီးတော့နေရောညပါဖြစ်စီတယ်အဲ့ဒီမှာရှိတဲ့လူတွေကလည်းကျွန်တော်တို့မြေပြင်ကသတင်းတွေကိုပို့ထားတာတွေ့တယ်ဆိုတော့အတက်ပြအတက်ပြတော့ဖြစ်စီနေတယ်အခုဒီနေ့ကတော့သတင်းတပ်ပုံတွေအဆောက်အဦကြီးတွေပြည့်စီတဲ့ဟာတွေနောက်သူတို့ထုတ်ပြတာကိုတွေ့ရတယ်အနမာလာဖက်ကဆိုတော့အဲ့ဒီမှာအရေးကြီးဆုံးကဘာလဲဆိုတော့ရွှေကုတ်ကိုနော်ရွှေကုတ်ကိုဘယ်လောက်ထိသူတို့ ဖြက်စီမလဲဆိုတဲ့ဟာကိုအဲ့ဒါကိုချစ်ချင်အားဖြင့်เนาะဒီကြားဖြက်လုပ်ငန်းကိုအကြီးအကျယ်သူတို့တိုက်ဖြက်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဖြက်နေကိုအကြီးအကျယ်တိုက်ဖြက်ပြီဆိုလို့ရှိရင်เนาะအဲ့ဒီမှာရွှေကုတ်ကမှဆရာကြီး BGF လက်ဘေးနေဘေးရဲ့ဘေးအချိန်မှာသူကိုဖန်ခါမှလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့အလုံးဆိုင်ရမယ့်အခြေအနေကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့တရုတ်ကအလိုရှိနေပြီလို့ထုတ်လိုက်လို့ရှိရင်တော့တော့ဖန်ရတော့မှာပဲเนาะအခုအမေရိကန်ကသူ့ကိုအလိုရှိနေပြီလို့ပြောလို့ရှိရင်ဖန်ရတော့မှာပဲအာအရင်တစ်ခါကတော့ထိုင်းကအလိုရှိတယ်လို့ပြောတယ်ဒါပေမဲ့ပြန်ပြီးတော့ပြတ်သွားတယ်ဆိုတော့ အခုအဲ့ဒီမှာတကယ်အခရာချလာကတရုတ်နဲ့အမေရိကသူတို့ကအလိုရှိပြီလို့ပြောနိုင်တယ်မအလာကအချိန်မီသူကိုဖမ်းလို့မဆိုတော့ကျွန်တော်တို့အေကံမလွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီရိုဟင်ဂျာအရောက်ပေါင်းတော့300ဟာဆိုလို့ရှိရင်ဒီလေစီးတာပေါ့အဲ့ဒီမှာပုံနေနေပြီးတော့မလေးရှားကိုထွက်တယ်ထွက်တဲ့ခါကျတော့အဲ့ဒီမှာအိန္ဒိယသမုဒ္ဒရာမှာရောက်တဲ့ခါကျတော့အဲ့ဒီမှာမြုပ်သွားတယ်နောက်မြုပ်သွားတဲ့ခါကျတော့အဲ့ဒီမှာတယောက်သေးတယ်လို့ပြောတယ်နောက် ပျောက်ဆုံးတဲ့လူတွေအရဆိုလို့ရှိရင်နော်ဒါဇင်နဲ့ချီပြီးတော့ပျောက်ဆုံးနေတယ်။နော်ဂျန်တဲ့လူတွေကတော့ကေဆယ်လို့ရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်။ဒီတင်ကလည်းဒီရိုဟင်ဂျာလိုမလေးရှားမှာသွားတဲ့ကိစ္စလည်းအခုမှဒီတင်တစ်ခုမှမဟုတ်ပါဘူးနော်။ အခါပေါင်းမနေပါဘူးเนาะသူတို့ကလည်းလန်ဆာရှာလာပဲမလေးရှားမှာရောက်လို့ရှိရင်เนาะတတိယနိုင်ငံကိုထွက်လို့ရတယ်သူတို့အခုအမေရိကတို့ဘာတို့မှာဆိုလို့ရှိရင်เนาะအများကြီးပါပဲရိုဟင်ဂျာတွေเนาะအများကြီးပဲเนาะဒီမလေးရှားနေပြီးတော့ရောက်လာတာเนาะကျိုးစားပြီးတော့ရောက်လာတယ်ဒုက္ခသည်ဖြစ်နေသူတို့နေတယ်ပြီးတော့ဒုက္ခသည်ရှောက်တယ်ရှောက်ပြီးမှနိုင်ငံတကာကိုသွားတယ်ဆိုတော့အဲ့ဒီနီးနန်းနဲ့ပဲသူတို့ကတကယ်လွယ်လွယ်လေးနဲ့သွားလို့ရတယ်ဆိုတော့ဒါလည်းလမ်းပေါက်တစ်ခုပဲသူတို့အတွက်ဆိုတော့အဲ့ဒီမှာသူတို့ကျိုးစားပြီးတော့လာတယ်လာတဲ့ခါကျတော့အိန္ဒိယသမုဒ္ဒရာမှာအဲ့ဒီမှာ မောက်တယ်မောက်တဲ့ခါကျတော့တယောက်သေးတယ်ဒါစတဲ့ချီပြီးတော့ပျောက်သွားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ9ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ